ကိုမြင့်မြတော့ကနန်းမဆက်တော့တော်တော်ကြိုက်နေတဲ့ပုံပဲမဆိုလို့စီရလေအဲတော်တော်စားတယ်သူကလေအဲသူ့မိမလည်းအဲစားတယ်တကယ်သဘောထားပြည့်တဲ့ပုံစံလေးနော်မျက်နှာမှာလုံးဝမှန်မှန်တော့မရှိတဲ့ပုံစံလေးကဲဒါလေးကတော့ပင်လေကုန်းကင်လေးရှယ်ပလန်လေးဒါကတော့ယူရီယာချင်လေးပေါ့နော်ဒါကတော့ seafood ချင်ပေါ့မဆိုလို့စတိုင်နဲ့လှုပ်ထားတဲ့ချင်လေးပေါ့နော်အစွန်ကင်လေးနဲ့စားကြမယ်နော်ဒီလိုရေပွဲကင်လေးနဲ့အဲ့လိုတုတ်စားမယ်ဆိုရှယ် ဒါတော့ပိတ်လဲစာထောင်းလေးဖြစ်ပါတယ်ရှင်မင်းသမီးတင်စာဝင်းကျော်အခုရိုက်ကူးရေးရိုက်ရိုက်နေရပါတော့သူတက်တယောက်စာလေးကိုထိသက်ပို့ရတယ်ကျန်တဲ့ရောက်90ကျော်ကတော့ဒီမှာလာစားမှာဖြစ်ပါပါတော့ ဒါလေးကတော့ပင်လေခုံးကင်လေးရှယ်ပလန်လေး Oh my god ဒါကတော့အကင်လေးနဲ့တူစားဖို့အတွက်အကင်လေးနဲ့ဒီလိုအချင်လေးနဲ့ဒီလိုအစွန်ကင်လေးနဲ့စားကြမယ်နော်ဒါကတော့ယူရီးယားအချင်လေးပေါ့နော်ဒါကတော့ seafood ချင်ပေါ့ဘာသာလို့စတိုင်နဲ့လှုပ်ထားတဲ့အချင်လေးပေါ့နော်ဒီအချင်ကလေတကယ်ကိုကောင်းတယ်ပေါ့နော်စားအစားဘူးတဲ့သူတိုင်းသိတယ်ဘာသာရဲ့အချင်လေးကလေ ဟိုလိုခြုံမုတ်လည်းလုံးဝမတုပ်ထားပဲနဲ့ငန်းပြားရည်ကိုခြေခံပြီးပေါ့နော်ဒီရိုးတရားငန်းပြားရည်လေးကိုခြေခံပြီးတော့တေချာလေးလောက်ထားတဲ့ခြင်လေးပါရှင်ဒီလိုရေပွဲခင်လေးနဲ့အဲ့လိုတုပ်စားမယ်ဆိုတော့ share ဒီလိုလေးပါနော်ဒါကတော့အထောင်းလေးဖြစ်ပါနော်ဒါကတော့ပိတ်လဲစားအထောင်းလေးဖြစ်ပါတယ်ရှင်မင်းသမီးတင်စာဝင်းကျော်အခုရိုက်ကူးရေးရိုက်ရိုက်နေရပါတော့။တဲကူးရိုက်နေတော့သူ့အတွက်တယောက်စာလေးကိုတိတက်ပို့ရတယ်။ကျန်တဲ့ရောက်90ကျော်ကတော့ဒီမှာလာစားမှဖြစ်ပါပါတော့။ အဲ့ဒါတော့တယောက်စာ၅ကျပ်မကြီးချစ်စာလေးပါရနော်မဆရိုးရဲ့ပင်လဲစာ၃မျိုးပေးတဲ့အထဲမှာပေါ့နော်ဒါလေးကတော့ကနန်းသားချက်လေးဖြစ်ပါတယ်ရှင်ဒါကနန်းသားချက်ဒါတယောက်စာလေးနော်မင်းသမီးတယောက်စာလေးသူစာတဲ့ချိန်ထွက်စားလို့ရတာပေါ့နော်ဒီတောက်လေးဖြစ်ပါရဲ့နော်ဒါတယောက်စာလေးဒါကတော့တူဆန်ကပီတောင်းလေးမင်းသမီးတယောက်တယောက်အတွက်လေနေ့လယ်အားကြတော့မဆလို့ဒီချက်သားကိုရခိုင်တုတ်လေးတုတ်တယ်နောက်တစ်ခါပဇွန်ကိုခြေစားချက်တယ်ခနန်းကိုမဆလာချက်ချက်တယ်ပေါ့နော်တူဆန်ကပီတောင်းရေတောက်အဲ့လိုမျိုးထမင်းဖြူလေးနဲ့ပေါ့နော်အဲ့လိုမျိုး ြင်ဆင်ပေးတာပေါ့နော်ဒါလေးကကြတော့မင်းသမီးအတွက်တယောက်စာလေးပို့မဲ့ပုံစံလေးပေါ့နော်မင်းသမီးလည်းအဲ့ဘောကောင်းကောင်းလေးကောင်းကောင်းလေးစားလို့ရအောင်ပေါ့နော်မင်းသားမင်းသမီးတွေလာလို့ရှိရင်ကိုကိုငွေဆောင်ကန်းကြီးမှာပေါ့နော်သူတို့ကဒီရိုက်ကူးကြီးလာလို့တက်ချိန်မှာမဆက်တို့ကစိတ်ချမ်းသာစေခြင်းနဲ့အဲပြည့်စုံစေခြင်းနဲ့ဒါရင်ထဲကစေတနာပေါ့နော်ဘာကြောက်လဲဆိုတော့သူတို့အဖွဲတွေနဲ့ဆိုတော့လေမဆက်တို့ကစိတ်ပူတာရင်ထဲစိတ်ပူတာပေါ့နော်ကိုမြင့်မြတ်တော့ကနန်းမဆက်တော့တော်တော်ကြိုက်နေတဲ့ပုံပဲမဆက်တို့စီကလေအဲတော်တော်စားတဲ့သူကလေ အဲသူ့မိမလည်းအဲစားတယ်တကယ်သဘောထားပြီးတဲ့ပုံစံလေးနော်မင်းကမှလုံးဝမှန်မှန်မရှိတဲ့ပုံစံလေးတကယ်သဘောကျတယ်အားပေးပါတယ်မင်းသားအောင်မြင်ပါစေလို့ပြောရတာပေါ့နော်သူတို့တွေတွေအဲစားတောက်နေတဲ့ချိန်မှာခီးရီတောက်လေးလဲပူပူလေးထမင်းဆိုလဲရွှေဘူဆန်လေးနဲ့ကျွေးမွေးနေရတာဖြစ်တော့တဲ့ကုကုကုလဲကျဉ်တ်တယ်အဲသူတို့မေးတော့အရန်စင်ပြေပါတယ်တဲ့အဲ့တော့မနေ့မနေ့ပိုင်းအားပေးပြီးတော့ညနေပိုင်းလဲထပ်မှာပါတယ်ရှင်ဒါအတွက်လဲအများကြီးကျေးဇူးတင်ပါတယ်ရှင်အခုမင်းသားအတွက်ကဟိုတယ်ပို့ပေးရမယ် ်မင်းသားနဲ့မင်းသမီးနဲ့ဟိုတယ်ပို့ပေးရမယ်အတူတူပဲသူလည်းငါကြွကြွမကြီးချစ်စက်ရဲ့ဒီနေ့မှာအဲနောက်ဟိုရေပွဲနဲ့ပြည်ချင်းကားလေးကိုရိုးရားတုပ်လေးရဲ့နောက်တစ်ခါကနန်းသားနှွေမဆလာချက်လေးရဲ့ဂျန်နာတိုးစံကပီတောင်းရေတောက်လေးကတော့ထမင်းဖြူလေးနဲ့ရတော့လေပုံမှန်ပါပြီးသားကွာပင်လဲစာ၃မျိုးကိုနေ့တိုင်းမတူတာလေးကိုစီစဉ်ပေးသွားမှာဖြစ်ပါတယ်ရှင် ချက်ပိုးမလုတ်ခင်မှာတော့မဆာတို့ကဒီငွေဆောင်သူတွေမဟုတ်ဘူးပေါ့နော်တခြားနယ်သူတွေပေါ့ဒဝဲသူတွေပေါ့နော်အပရမဒီချက်ပိုးလုံးမဲ့စီစဉ်မရှိဘူးကွာမဆာတို့ဒီစားတော့လောကမှာငငယ်လေးတဲ့အနေတအားကိုရုပ်ကန်ပြီးတော့ချက်ချက်လာပြုတ်လာဝန်ထမ်းတယောက်အနေနဲ့ထိုင်းနိုင်ငံမှာ14နှစ်တိတိအကြာကြီးလုပ်ခဲ့တယ်ပေါ့နော်မဆာဆိုရင်ဒီလိုမျိုးညညအထက်နိုင်ထိုးပြီးပကံကြီးနေဆေးရတယ်ကွာအဲဒီ employee တွေဝုတ်ပြီးတော့ရှင်းနိုင်လှုပ်ချိန်လေးရှိတယ်ဒါပေမဲ့မဆာတို့လှုပ်တဲ့ပုံစံကတော့ရှင်းနိုင်မဟုတ်16နိုင်တာလောက်ရတယ်အဲဟုတ်တယ်ဟုတ်တယ်မဆာကကြာတော့ငွေနှစ်ခါရတယ် ပတ်စံအများကြီးလို့တော့အဲအလုံးနှလုံးလောက်တာပေါ့နော်အဲ့လိုလိုရရှိတယ်ပေါ့နော်ငွေတစ်ခါခါရဖို့ရတော့အရန်ပင်ပန်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုသူတို့လူမျိုးစကားမတက်တာဖြစ်တဲ့အတွက်အရန်ပင်ပန်းခဲ့တယ်အခက်ခဲတွေအများကြီးကြုံခဲ့တယ်ပေါ့နော်ဥမာသွားယူလာဇွန်ဆိုရင်မဆတော့နားမလဲဘူးအပိုင်အောင်ဆုံးအပိုင်အောင်ချုံးဆိုရင်အာဘာဖြစ်လဲဘာခိုင်းလဲမသိဘူးအဲ့တော့သူတို့ကကောက်ပြေကောက်စု အဲအဲ့လိုမျိုးဖြစ်ပြီးမှစိတ်တန်ရမျိုးစုံနဲ့ဒါလေးဒီအာပက်ဆန်ရှာလာတဲ့ပုံမှာစိတ်တန်ရတွေအများကြီးရှိခဲ့တာပေါ့နော်သူတို့អော်လို့ရှိရင်ဒီဒီရင်ဖတ်တအားနာတယ်အဲဒါပေမဲ့လေအခုထိလည်းသူတို့ပေးတဲ့နာကျင်မှုနဲ့ပဲကိုကလေအရင်ပင်မတဲ့ဆိုရင်ဒါငါအရင်ကဒီထက်မကောက်ပင်မခဲပါလားဆိုပြီးတော့အရှုံးမပေးဘူးရအောင်ကြောက်ဖြတ်တယ်ပင်မပြီးတော့ဒီချက်ပိုးချက်ချက်ပြုတ်လုပ်ငန်းလေးကိုခဏလေးနားယူပြီးတော့အဲဒီမှာ ရှားတဲ့ပတ်စံလေးနဲ့ဒီငွေဆောင်ကမ်းခြေမှာပေါ့နော်တဲခုကန်လေးဖွင့်စားမယ်ဆိုရောက်လာတာကွယ်အဲဖွင့်စားတဲ့ပုံမှာတိတ်ဆင်မပြေဘူးအလုံးမဖြစ်ဘူးကွာအဲ့မှာမဆာဒီဂျိုက်လေးနဲ့ခမင်းဟင်းလေးကိုချက်ပြီးတော့ဟိုတယ်တွေဟိုတယ်တွေအဲ့တယ်တွေစီကိုလိုက်ပို့ရင်းနဲ့မဆာချက်ဖို့ဆိုပြီးတော့ဖြစ်သွားတယ်တောင်မြင်တယ်လို့ပဲပြောရတာပေါ့နော်စာတုပ်တီတွေမင်းသားမင်းသမီးတွေကစာမော်ဒယ်တွေကစာတကယ်ဆယ်တွေကစာမဆာဆိုပြီးလာလာအားပေးတာတော့အများကြီးတွေ့ရတာပေါ့နော်ရသမျှပတ်စံတွေစုတယ်ဒါပေမဲ့ပထမပထမနေမှာဒီလိုစုစုတော့လေ အဲ့အိတ်လေးနိုင်အိတ်လေးဝဲတယ်မြေလေးနိုင်မြေလေးဝဲတယ်ဒါပေမဲ့မဆာကံမကောင်းခဲ့ဘူးလိန်ခံရတယ်အဲ့အဲ့လိုမျိုးတစ်ခါအမျိုးဆိုပေါ့နော်အဲပတ်စံစုပြီးတော့တခြားသောသူတွေမှာမြေဝဲမအိတ်ဝဲမဆိုရင်လည်းဘယူဆိုင်ပါလို့အဲ့ဒါမဆာတော့လေပြောချင်တယ်အဲ့တော့ကိုသားသမီးရဲ့နောက်ရေးတွေကိုလည်းပညာတက်တက်လေးပဲမဆာသင်ပေးခြင်းတယ်သူများလိမ်မခံရအောင်အခုကသမီးလေးဆိုတဲ့အခုចောင်းကောင်းကောင်းလေးတက်နေတယ်မဆာပတ်ဆံရှာတယ်အဲ့တော့မဆာရမ်းချိန်နေပါတယ်ငယ်ဘဝရဲ့ဟိုကပေါ့နော်စိတ်ဓာတ်ရောင်းနေအရန်ကို တုံအားပို့စေတယ်ဒီလိုဘဝကိုဘသူဘသူမှမရောက်စေချင်ဘူးအခုလိုမျိုးနေရမှာအရင်ဆိုးရိမ်စိမ့်နေမဆာတို့ကြာအခုကလေးတွေပညာသင်နေတယ်မဆာအများကြီးရုပ်ကန်တယ်သူတို့စီပြရပြီကိုလိုမျိုးမဖြစ်အောင်ပဲရည်ရချက်ပဲအဲ့လိုကြံ့နေပေါ့နော်သူတို့သူတို့ကိုလိုမဖြစ်အောင်စဉ်းနှက်ပြီအကိုပါကြီးပဲလုပ်ပေးရလုပ်ပေးရအခုမဆာငွေချလဲသူတို့မဆာတိတိချာချာပညာရေးမှာမပါဝင်နိုင်ဘူးအဲ့တော့ပညာရေးကိုတိချာဆောက်ရှောက်ကုညီ ပေးနိုင်တဲ့ရွှေမျိုးတွေစာစီမှာမဆက်တော့ထားတဲ့ဘာသာငွေရှာတဲ့အဲ့အတွက်ဘာသာချိန်တဲ့အရင်နေ့ကတော့လေလုံးဝမရှိဘူးညီမလေးဒီအဆောက်အဦဆောက်ပြီးတော့လေဒီ site လေးဖွင့်ဖို့ရတယ်လေအဲဒီဂျိုက်ဆွဲလေးကိုအကျွေးညင်ဝယ်ရတယ်ဂျိုက်ဂျိုက်လေးတွေချင်းလေးတွေအဲအဲ့မှာစပြီးပို့လိုက်တော့ အဲကိုကအရာသာလဲကောင်းတယ်အဟင်းချက်လဲကောင်းတော့အဲ့မှာဂျိုက်ကအဲများလာတယ်အကျွေးလည်းခုဆိုကင်းသွားပြီပေါ့နော်အဲ့လိုမျိုးဟိုလိုအရင်ဒီဘလောက်နဲ့သိန်းဘလောက်ထောင်သိန်း2000ဘတ်ဂျက်အဲ့လိုမရှိခဲ့ဘူးဘယ်သူမှလည်းကိုအဲ့လိုမပေးခဲ့ဘူးဒီလုပ်ငန်းကိုဒီခုံလေးဆိုရင်3နှစ်လောက်မှဝယ်နိုင်တာအဲအဲ့လိုမျိုးအဲတခုတခုရတခုဝယ်တယ်ကိုကိုကိုမပြင်ဘူးကွာဆိုင်ထဲဝယ်ဒီကြွေပြားလေးဒီနှစ်ခင်းတဲ့နောက်တစ်နှစ်ဆိုရင်အဲကွန်လေးနဲ့စားလို့ရအောင်အဲ့တဲလေးစီးပြအောင်အဲ့လိုမျိုး အမြဲတမ်းအဲ့တဲ့ပုံမှာအကောင်းဆုံးတွေပဲစူးစမ်းနေရပေါ့နော်အဲ့လိုလေးပါဒီလိုမျိုးအားပေးသူများလာတဲ့ပုံမှာပဲမဆာခုလိုမျိုးကိုသားသမီးတွေကိုကြောင်းထားနိုင်တယ်ကိုကိုနိုင်လည်းလှူနိုင်တန်းနိုင်တယ်မိဘတွေကိုလည်းပေးနိုင်ကမ်းနိုင်တယ်ပေါ့နော်အဲ့အတွက်မဆာကက်စတမာတွေကိုအချက်ပြုတ်တာရစစေတနာလေးတွေအဲထက်ပေးနေတာယူလို့အမှန်ဆိုတာလေးကိုသိစေချင်တယ်ပေါ့နော်အလာတဲ့ချိန်မှာတော့နည်းနည်းနားလည်းပေးကြပါလို့ဆိုင်ရလည်းတနိုင်တပိုင်းလေးဆိုဆိုင်ရလည်းကျင်းတယ်လေကျင်းတဲ့အတွက်အဲနားလည်းမူလေးနဲ့မဆာအားပေးပါလို့မေတ္တာနဲ့ကူညီပြီးတော့ အားပေးဖို့လဲမဆာကပြောချင်ပါတယ်နော်အဲ့လိုမျိုးတွေရှိပါတယ်ရှင်ဟုတ်ဟုတ်ကြီးစစ်တင်ပါတယ်ခုလိုလာမေးတဲ့ MC လည်းကြီးစစ်တင်ပါရှင်